လင်းယူကျန်းလို့နှစိမ့်ဖြစ်ခဲ့ရတဲ့ကိုကြီးကျော်ရဲ့အကြီးစားဟောင်းပြိတ္တများအလုံးမင်းမင်္ဂလာပါရှင်ညီမတမိုင်းတွေကနှစ်တိုင်းမှာတော့ကိုပိုင်ဇလန်ကိုပိုင်တမိုင်းတွေရှိကြပါတယ်အဲ့ဒီထဲကမှအကြီးစားကိုစိမ့်တော့ရန်ကုန်အထာရီလောက်အရွက်တိုက်ပြီးတော့လင်းတွေလျှောက်ယူအဲ့ဒီကိစ္စတွေကြောင့်ပဲအကိုဖြစ်သူကအရှက်ရပြီးအဆုံးစီရင်ခဲ့လို့နှစိမ့်ဖြစ်ခဲ့သူကတော့မငွေတောင်ဆိုတဲ့အမျိုးသမီးလေးပါပဲတကယ်တော့မငွေတောင်ကဆွေကြီးမျိုးကြီးတဲကပါပဲအလုံးသူမင်းမျိုးမင်းတွေကဆင်းသက်လာတဲ့သူပါ သူကိုပထမဆုံးခိုးယူပေါင်းသိမ်းခဲ့ရကတော့ပကန်းကဦးမင်းကျော်ဖြစ်ပါတယ်။ဦးမင်းကျော်ဆိုတာကိုကြီးကျော်ဆိုပြီးနှစိမ့်ဖြစ်သွားတဲ့သူပါပဲ။ဒါပေမဲ့နောက်ပိုင်းမှာဦးမင်းကျော်ကပုပ်ပါးကထမ်းရည်တဲ့မတ်ဖို့မယ်နဲ့ချစ်ကြိုက်သွားတဲ့အခါမငွေတောင်လည်းအသေးကွေးရပါတော့တယ်။အဲ့ဒါကြောင့်အမျိုးသမီးလေးကဦးမင်းကျော်ကိုပုပ်ပါးထီသွားပြီးတော့တောင်းတောင်းပန်ပန်ပြန်ခေါ်သေးရပါဘူး။ ဒါပေမဲ့လည်းမဖို့မယ်နဲ့ထမ်းပင်တွေကိုမခွဲနိုင်နဲ့ဦးမင်းကျော်ကတော့ရတိပြတ်ငင်းခဲလိုက်ပါတယ်။ဒီအချိန်မှာတော့မငွေတောင်လည်းစိတ်နာကြီးသွားခဲ့ရပါ။ပြီးတော့ကလစားခြေစဉ်စိတ်တွေကလည်းတဖွာဖွာဖြစ်နေခဲ့ပါတယ်။ အဲ့ဒါကြောင့်ဇပင်အစစ်လင်းအစစ် နေမဟိတ်ကိုမင်းကျော်ကတယောက်ထားရင်ဟောရီမငွေတောင်က10ယောက်ထားပြမယ်ဆိုပြီးကြုံးဝါခဲ့လိုက်ပါတယ်။မငွေတောင်ကအဲ့ဒီစကားကိုအဖြစ်ပြောခဲ့တာမဟုတ်ပါဘူး။ပြောတဲ့အတိုင်းလေတီအောင်လုပ်ခဲ့ရပါ။နောက်ပြီးတော့ဆွေကြီးမျိုးကြီးဖြစ်တာနဲ့အညီသူကတောင်ပြန်အမ်းပေးလိုက်ပါသေး။ဒီလိုနဲ့ပကန်းတခွင်မှာမငွေတောင်ကပရိသတ်တွေရဲ့အသေးဆွဲဖြစ်လာခဲ့ရတာပါ။မငွေတောင်ရဲ့ရင်ခွင်ကအချွေးမှာကံမကောင်းတဲ့သူတွေ အိမ်ထောင်ရင်မတရားတဲ့သူတွေရဲ့နားခိုရာလည်းဖြစ်လာခဲ့ပါတယ်။နာကြီးစိမ့်နဲ့လှုပ်ချင်ရာတွေရှောက်လုံနေခဲ့ပေမဲ့မငွေတောင်ကိုရိုင်းကတော့မေတ္တာငတ်တဲ့သူတယောက်ဖြစ်ပါတယ်။ဦးမင်းကျော်ကြောင့်အသေးကွဲပြီးတဲ့နောက်မှာတော့ရာသမြမေတ္တာတွေကိုအကုန်လက်ခံခဲ့ပါတယ်။ဒါပေမဲ့ဦးမင်းကျော်ပြန်လာမလားဆိုတဲ့မျှော်လင့်စိတ်ကလေးကလည်းရှိနေခဲ့ရပါအခြေဦးကိုမင်းမရတဲ့အဖြစ်မျိုးပါပဲတော်တော်လေးဝေကြီးတယ်လို့ပြောရမှာပါဒါပေမဲ့မငွေတောင်ရဲ့လင်များတဲ့တဲ့ရင်ကမိသားစုတွေကိုအရှက်ရစေခဲ့ပါတယ် ဖြစ်ကျင်တော်တရက်မှာမောင်ွေတောင်ကတောင်ထိပ်မှာရက်နေတဲ့အမျိုးသားတဦးကိုဦးမင်းကျော်ပြန်လာပြီးဆိုပြီးနောက်ကနေပြေးဖက်ခဲ့ရပါဒါပေမဲ့အဲ့ဒါကမောင်ွေတောင်ရဲ့အကူအရင်းကြီးဖြစ်နေပါတယ်အဲ့ဒါကြောင့်အကိုတော်ကအရှက်ကြီးရှက်ပြီးမငွေတောင်ကိုလင်ဒါယူမလို့ဆဲဆိုကတောင်ပေါ်ကနေကန်ချခဲ့လိုက်ပါတယ်။ဒီလိုနဲ့ပဲမငွေတောင်တယောက်နှစ်စိမ့်လုံးလုံးဖြစ်ခဲ့ရပါတယ်။ အခုထိလည်းမန်းငွေတောင်ကိုယုံကြည်ကိုးကွယ်ကြတဲ့သူတွေရှိနေသေးပါအခြေရေးစည်းဝါးရေးအဆင်ပြေနေရင်မန်းငွေတောင်ကောက်တယ်ဆိုပြီးတော့လည်းယုံကြည်ကြတာဖြစ်ပါတယ်။နောက်ပြီးတော့မန်းငွေတောင်ရဲ့ချစ်တက်ပုံကိုနက်ဂရော်ရီပုံဖော်ထားတဲ့နေရာမှာကွဲပြားမှုတွေရှိနေရပါတချို့ကမန်းငွေတောင်ကဥမင်းကျော်အတွက်အရက်ဖိုးရှာဖို့ခါကျင်တော့ရွက်ပြီးလက်ရောင်းတယ်လို့ပုံဖော်ကြပါတယ်။တကယ်အခြေအနေကတော့အဲ့ဒီလိုမျိုးမဟုတ်ပါဘူး။မန်းငွေတောင်ကဆွေကြီးမျိုးကြီးပတ်စံရှိတဲ့အတိုင်းဝိုင်းကဖြစ်ပါတယ်။နောက်ပြီးတော့ဥမင်းကျော်ကလည်းပတ်စံရှိတဲ့ င်းမျိုးမင်းတွေအတိုင်းဝိုင်းတွေကပါပဲအဲ့ဒါကြောင့်ဒီကိစ္စကအချစ်ဇလန်းကိုဇက်ပေါ်နောင်ဖန်တီးထားခဲ့တာလို့ပဲယူဆရမှာပါနောက်ပြီးတော့မငွေတောင်ရဲ့နတ်ပင့်နတ်ချော့တချင်းတွေကလည်းအမျိုးမျိုးကွဲပြားနေပါသေးတယ်။အဲ့ဒီထဲကဇလန်းတွေထဲမှာမငွေတောင်ကိုမူကွဲပုံစံတွေနဲ့ပုံဖော်ထားခဲ့ရပါဘူး။ အဲ့ဒါကလည်းဒေတာအလိုက်ယုံကြည်မှု꽌ပြလို့ဖြစ်ခဲ့ရတယ်လို့ပဲယူဆရမှာဖြစ်ပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်ပါပဲရှင်အဆုံးတကြီးရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်